ဇင်းချိုက်တောင်ပေါ်ကနေထွက်လာလိုက်တော့ဝါကောင်လားပြည့်ကျော်တရက်တောင်ပေါ်မှာကိန်းကိုဆံပယ်တော်မူနေတဲ့မြားတပိတ်စီရီတော်ဥခိုက်ပြီးမော်တော်ကားလမ်းတိုင်းကျွန်တော်တရွေ့ရွေ့လျှောက်လာခဲ့ပါတယ်။ငကိုကဖြူတဲ့အသားအရာနေလောင်ထားလို့ကြီးနေအောင်တန်းလို့မုတ်စိတ်ချင်းဆွဲလဲမြိတ်အောင်တက်ခေါက်ဆိုးအဝတ်တွေကလည်းကြီးထက်ထက်ကြိုက်ထူကိုရောက်တော့နေဝင်စပြုနေမလို့ တညတာနားခုတ်ဖို့ဆိုပြီးအာယုံကြတဲ့ဆရာတော်ဦးတီလောကသတင်းသုံးခဲ့တဲ့တခြားတော်ဘုကိုရောက်အောင်သွားအစင်သင့်တွေ့တဲ့တဲပြက်လင်းမှာကျွန်တော်လဲလျောင်းနေလိုက်ပါတယ်မူတလီကအေးအေးဆိုင်ဆိုင်လာရောက်ကလင်းထိန်လို့တဲပေါ်ထိုင်မြစ်တာပွားနေရင်သကောင်ရံမှာခြေတန်ကြားနေပါတယ်ကျွန်တော်စီတဲတဲလျှောက်လာတဲ့ခြေတန်မှာလာကြည့်လိုက်တော့ဗျဇော်ကြီးဝတ်စားနဲ့ခလိလေးတယောက်လက်ထဲမှာလည်းဒုတ်ချောင်းကန်လို့ ဒီအချိန်ကြီးမဟုတ်သေးပါဘူးဘယ်ကလေးလာကစားနေတာလဲဟာတေချာကြည့်လိုက်တော့မုတ်စိတ်လဲပါရဲ့ဗျာရင်စည်းနေစီပြီးတော့နဗန်စတွေချထားတာကိုလရောင်နဲ့ထင်ရှားတွေ့လိုက်ရပါတယ်မသိရင်ဇော်ကြီးယိုလေးကလမ်းလျှောက်နေတာလားနာနာဘွားလားဇော်ကြီးအစ်စ်လားဝေးခွဲမရဖြစ်နေတော့အနားရောက်ခံဒီမှာကြိုက်ထီယိုဆန်တော်ရှင်ရှိရဘက်ကိုမြားရစင်းပြစ်လိုက်တယ်လို့ဝီးကနေပြန်တက်သွားလေရဲ့ညာတနာကြီးကြော်မှာတော့ သင်းပြန့်တဲ့မွေးရည်နဲ့နေနဲ့တူအဖြူရောင်ဝတ်အုပ်ပေါင်းနဲ့လူတစ်ယောက်ရောက်လာပြီးပြုံးကြည့်နေရင်ကကျွန်တော်လက်ဝါးနှစ်ဖက်ကိုဆွဲယူလိုက်ပါတယ်။ပြီးတော့တစ်ဖက်စီမှာအမျိုးမည်မသိအခက်ကတလုံးစီရေးပြီးပြီးပြန်ထွက်သွားပါတယ်။လက်ကလေးကထူးထူးခြားခြားရှည်နေလို့ပထမံဘဘို့အောင်ဆိုတာသိလိုက်ရပါတယ်။ကြိုက်သူကလည်းဘကိုးမျိုးကို ပြန်ရောက်ခဲ့ပါပြီ။ဘုရားရှင်လက်ထက်တော်ကဟန်သာနာဂရပြည်မျိုးဆောင်ပုဂ္ဂိုလ်ကိုအာယုံပြုကြည့်လိုက်တော့မနိ အိန္ဒနာပူပူကြီးဖြစ်နေပါလေ။ဘကူရွှေမော်ရောစီတော်ကိုဥခတ်ပြီးပူပူကြီးကို မြစ်တာဖို့ဟင်းသာကုန်းကိုရောက်တဲ့အခါသင်လျော်တဲ့နေရာမှာထိုင် မြို့ဆောင်နေဆောင်တောပိုင်တောင်ပိုင်အပေါင်းဆွေမျိုးတော်သူအပေါင်းဆက်ကို မြစ်တာပို့လိုက်ပါလေ။ရှောက်တဲ့ပရမညာမှာပဲအသွင်မျိုးမျိုးယုံမျိုးမျိုးတွေနဲ့လာလိုက်တဲ့ပေတာတွေမျိုးလုံးကသကောလောက်ပြူးလို့ပါဇက်ပေါက်ကတီတီတချို့ကဥကောင်းကပုတ်တော့အသေးစားလောက်ကြီးရှိပါလေ။ ခန္ဓာကိုယ်ကပိန်လေ6ကန်လို့ထူးထူးခြားခြားပြာဝဘိုးမြစ်ဆိုကြည့်လို့ခန္ဓာကိုယ်မှာစစ်စေးအောင်သင်္ကန်းနဲ့ပေတာတွေလည်းပါလေရဲ့ပေတာတွေအလုံးကိုရှေ့ခေါ်မြစ်တာတော့ရော့တီးတလောက်တက်တလောက်လေးတရားဟောအမျှဝတော့တချို့ကလည်းလက်အုပ်ချီတာဓုခေါ်တချို့ကြတော့ကြောင်စီစီနဲ့ပြန်ထွက်သွားဩဘဝဆက်ဆက်ကဆွေမျိုးတွေကျွတ်နိုင်လွတ်နိုင်ကြပါစေရဲ့မနအာယုတ်တခဏဒီမိင်းကနဲ့အိပ်ပျော်နေတော့ နေနဲ့လောက်ကိုကတွင်းထဲသွင်းရတယ်လို့ထူးခြားတဲ့အင်မေကိုမှတ်ပါတယ်။နေစမလားစမထင်ပါရဲ့။အယုံတတော်ရှိမှသစ်သီးတွေထည့်ထားတဲ့ရုံးအုပ်လုံးချလို့အယက်မြင့်မြင့်စံကောက်ကြီးတွေနဲ့မျိုးတွင်းတစုကိုတွေ့လိုက်ရပါတယ်။ခဏနေတော့ကတော့ပြီးပြန်သွားကြပါတယ်။အာဟာရတို့လားမပူရဘူးဗျ။အဲ့ဒီအမျိုးသမီးတွေကအယုံတက်ခံနေတိုင်းသစ်သီးတွေလာပို့တယ်။ ်ဒီတလုံးချလိုက်တိုင်းစလဲဆုံးအသည့်နဲ့တထတဲ့ကြလာပြီးတဖြည်းဖြည်းစိတ်ကအထူးကြည်လင်လာပါလေတမာတိတွေရင့်ကျက်လာတာနဲ့အမျှမြင်သိမြင်ထိုက်တာတွေမြင်လာရပါတယ်။တခါတည်းရန်အနီးကလို့အဝေးကလို့တီတိုးစကားသံတွေဂျိုးချာဂျိုးချာကြားလာရပါတယ်။ဒုတိယညမျက်လွာချပရိစင်နေတော့အယုံထဲမှာထူးခြားတာနဲ့မျက်စိဖွင့်ကြည့်လိုက်တော့အဝါရောင်ငွေကြီးနဲ့ကုန်ပြော တတော်လောက်ပဲกว่าမယ်ထင်ပါလေဆရာတော်ကြီးရဲ့တန်တရားကအမျိုးတွေလာလိမ့်မယ်မကြောက်နဲ့ဆိုတဲ့အစကားကိုတတိရလိုက်ပါလေငွေကြီးတွေကလူပေါင်းလုံးလုံးကြီးပြတော်ုံဆိုကြောက်เสียပါစူးစူးဆိုက်ဆိုက်မြစ်တာဖို့နားကိုလာဖို့စိတ်ညစ်တော့တဲရွေတိုးလာပြီးပေါင်ပေါ်မှာခေါင်းလေးတွေတင်းလို့ညင်နေပါလေကုတုပြုအမြောက်ဝေတဲ့အခါမှာနောက်ဆုံးနောက်ဆုံးနဲ့တရွေရွေငွေကြီးတွေဟာပြန်ထွက်သွားကြပါလေထူးဆန်းပြီစွာဆရာတော်ပြောသလိုဆွေတော်မျိုးတော်တွေလား ျွန်တော်ထင်လိုက်ပါတယ်။မွေကြီးတွေတော့ရလှမ်းကြည့်ရင်ဘာကြောင့်မှမသိစိတ်ထဲကဝမ်းနေလာပါတယ်။အတိတ်ဘဝတစ်ခုခုကဘလို့များတော်ဆက်ခဲ့ပါလဲ။အတုံးလည်းရှင်ကြည်ကြပါစေ။နောက်ဆုံးရဒိဋ္ဌပြင်ကနီးမှာတော့အတန်ကြားလိုက်ရပါလေ။လူလေးတဲ့မဟာဇေဒီကိုသွားဟိုပါမင်းကိုစောင့်နေကြလိုက်မယ်။ကဲပေးလိုက်။ပြီးရင်ဖျားထီးတင်ရမယ်။အဲ့ဒီစကားတန်ကြားရပါလေ။ အတိတ်ထအောင်မြင်ပြီးတာနဲ့မျိုးစောက်နေစောက်မျိုးတော်ရှင်ရွာတော်ရှင်တောဆောင်တောင်ဆောင်တွေပေဒရခပေါတိုင်နန်းရှင်တွေဘောအဆက်ဆက်သံတရားဆက်ဆက်ကတော်ဆက်ခဲ့သူတွေမကျွတ်မလွတ်ကုန်တဲ့ဝိနည်းပေါအမျှပေးဝေးပြီးအမိန့်ကြရမဟာစီဒီဘက်ကိုကျွန်တော်ဥတီဖောက်ခွာခဲ့ပါတယ်မဟာစီဒီတော်ကိုလက်ရရဲ့သုံးပတ်ဖူးမြော်ပြီးတဲ့ချိန်တနင်္လာရောက်မှာတော့လူနှစ်ယောက်ပြေးထွက်လာပြီးဓမာယုံလိုအဆောက်အုံတွေကိုခေါ်သွားတယ်ဗျအထဲမှာ လူ15လောက်ထိုင်နေတယ်ကျွန်တော်လည်းပါလဲဒီလူတွေဘာကြောင့်ငါ့ကိုခေါ်တာလဲတစ်ခုခုတော့တစ်ခုခုပဲဆိုပြီးအလိုက်တင်လိုက်သွားတာပေါ့လေရှေ့ဆုံးမှာအမျိုးသားကြီးတူနဲ့ဇနီးသက်ဖြစ်ဟန်တူတဲ့အမျိုးသမီးတူအမျိုးသားကပြပြတလဲလောက်ချီပြီးညကတဲ့အိမ်မက်မက်တယ်တဲ့အိမ်မက်ထဲမှာဘိုးတော်လူလူပုံကိုတပါးကဒီကို ရသိတဲ့တပါးကြွလာလိုက်ပဲမဟာစီဒီမှာမင်းသွားစောင့်နေလို့ပြောတာ ਨੇ ဘာရဲ့သေးကိုစွန်ကတ်ချင်လို့စောင့်နေတာပါဖေရလို့လျှောက်ပါလေအမျိုးသမီးကတော့ခက်ထန်ထန်ပဲဗျပြောရမယ်ဆိုရင်ယုံကြည်တယ်လို့မယုံကြည်တယ်လို့ပေါ့လေကျောင်းရဲ့ကျင်းနီအောင်အသားရေမုတ်စိတ်ကျင်းဆွဲတဲ့မရိပ်မသင်အားကြီးထက်ထက်သင်ကန်းဒါတွေကိုကြည့်ပြီးတော့မျိုးသမီးကတော့နှာခေါင်းရှုံနေလေရေတေချာကြည့်လိုက်တော့ဒီဒကမဟာမကြခင် ရေနစ်သေဆုံးမှာပါလားအယုံတဲမှာအထင်ရှားပေါ်လာပါလေဒါနဲ့လူတန်းနဲ့သတိအဟာရစားသုံးပြီးတဲ့နောက်ဒကမကိုပြောလိုက်တယ်ဒကမဒီရက်ပိုင်းမှာခီးသွားမှာမလားသွားမယ့်နေရာကလည်းမြကူးချောင်းဖြားအရက်မလားမှန်ပါဗျာသင်းမောနဲ့သွားရမှာပါဘာများတွေ့လို့လဲဖေဟာอืมဒီဒကမကငကားတိုက်ကလာတာရေနစ်ပြီးဟိုကပြန်ခေါ်တော့မှာ ဘာဘလို့များကယ်ပေးရပါလဲစဉ်းစားနေလိုက်ပါလေရေနဲ့ဒုက္ခရောက်မှာဆိုတော့ရေနဲ့ပဲကယ်မှာဖြစ်မယ်ဒါနဲ့ပဲစပွဲခုံပေါ်ကရေထဲ့တာတဲ့ခုတ်လမ်းယူပြီးတကမရော့ဒီရေကိုကုံတောက်လိုက်အကျင့်စရဏပြည့်စုံရင်ကံရာစီရေရအခေယဖြစ်ပါလေမျိုးသမီးကတော့ ရင်းတွန်းတော့နဲ့မလွဲတာလို့တောက်ရတဲ့ဟန်နဲ့ရေခွက်ကိုလှမ်းယူပြီးတောက်တဲ့ဆုံလေးအဆုံလေးတောက်ရေခွက်ကိုခွန်ပေါ်မှာတင်ထားလိုက်ပါလိမ့်။ပါလို့လေပိုင်ရသေးရဲ့လက်ကလည်းလက်သေးတွေကမညက်တာချလို့ရှည်နေပြီကိုယုံမှာပေါ့လေ။ဘိုင်ရသေးကတစ်ချက်ပြုံးလိုက်ပြီးရေခွက်ကိုလှမ်းယူကရေခွက်ထဲကရေတွေနဲ့မျိုးသမီးကို ဖြန်းကနေလှမ်းပစ်လိုက်ပါတယ်။အလုံးကဟာဘာများလုပ်လိုက်တာလဲတန်တော်ဖြစ်နေပြီ ဘာရဲ့သိဘာလုပ်တာလဲဗျဘာမှမပြောကဲတကားကြီးကျုပ်တော့တက်နိုင်သမျှကဲလိုက်ပြီတကားကြီးတော့ပြန်ကြတော့ကျုပ်မဟာစီဒီမှာဒီညအလုပ်လုပ်မှာရှောက်ထားเสียရှင်မနေ့ကျမှသာလာကြပါကဲကဲပြန်ကြပြန်ကြရင်နဲ့ပတ်ခံရတဲ့အမျိုးသမီးဟာဒေါသစိတ်နဲ့တဆက်ဆက်ခါနေပြီးဥတော်ဖျားကိုမချတော့ဘဲနဲ့ထပြန်သွားပါလေလူငယ်နှစ်ယောက်သာကြံခဲ့ပြီးတကားကြီးပါပြန်သွားကြပါလေ ဘာရဲ့တေတပီတော်တို့ကိုလိုအပ်တာရှိရင်မိတ်ပါဗျာဒီညတပီတော်တို့လည်းဒီမှာရှိနေမှာပါဘာရဲ့တေလိုအပ်တာရှိရင်လှုပ်ပေးဖို့တပီတော်တို့ကိုတထေးကမှားသွားလို့ပါတဲ့တာဓုတာဓုတာဓုပါတကားလေးတို့ကျုပ်အတွက်မလိုအပ်ပါဘူးဗျာတကားလို့သာချမ်းသာတယ်လို့နေကြပါတကားတို့စိတ်ထဲမှာရေနဲ့ပတ်လိုက်တဲ့အကြောင်းကိုမေးချင်ကြတယ်မလားတင်ပါဘာရဲ့တေအေးမနဲ့ကြရင်အဲ့ဒီဒကမာကြီးကပဲဖြေးပေးပါလိမ့်မယ် နှစ်ထပ်သင်းမောကြီးဒီစင်းဟာလူ400ကျော်တင်လာပြီးတရွေ့ရွေ့မောင်းနေခဲ့တဲ့ရက်သုံးခွအကျော်မှာတော့ညိတ်ကနေတစ်ချိတ်ဖြစ်သွားလို့ဒေါ်စိန်မီတယောက် စိတ်ထဲတင့်ကနေဖြစ်သွားပါလေထင့်လဲထင်သွားပါလေသူ့ကိုမနေ့ကဘာရက်သိရင်းနဲ့ပတ်တာမလားဘာများဖြစ်လို့ပါလဲလူတွေလည်းရုပ်တဲတဲနဲ့သင်းမောဘာဖြစ်တာလဲတောင်းနေပဲညီလို့လားတော်စိမ်မေးစွေနေတော့တင်းမောကြီးကရုတ်တရက်တစ်ဖက်ကိုစောင်းသွားခြင်းခီးတဲ့တွေပြိုဆင်းလာပါလေ တော်စင်မီလည်းသင်းမောလျံကင်ထိုင်းရင်လူတွေနဲ့တူရောပါသွားပြီးရေထဲကိုလူထွေးလိုက်ပြီးပြုတ်ကျသွားပါလေ။ကဲပါယူပါတစားစားအတန်တွေကကဘာပြတ်တဲ့အလားအဲ့ဒီတုန်းကသင်းပေါ်နှိမ့်မြုပ်တာလူ300ကျော်အသက်ဆုံးရှုံးတဲ့။ဖျားဖျားဖျားငါတရားတော်မှာပါလားအမလီလောက်ပါအောင်ကျွန်တော်ကိုကဲပါအောင်တော်စင်မီတယောက်ကြောက်လန့်နေကြ။အော်ဟစ်ကူညီတောင်းမိမယ်။ရေတွေကပစတဲ့ဘလုံးပွေးဝင်လာတော်စင်မီတယောက်လုံးဝသတိလစ်သွားပါလေ။ အဲ့ဒီချိန်မှာပဲရုတ်တရက်သူ့လက်နှစ်ဖက်ကိုဆွဲယူပြီးကမ်းပေါ်တင်ပေးလိုက်တဲ့သူကိုတတိထားကြည့်လိုက်တော့လက်သေးရှိတယ်ဟင်းဒါမဟာစီဒီမှာတွေ့ခဲ့တဲ့ဘာရသေးပါလားဒါနဲ့ပဲတမနက်ကုံပါပြီတမနက်ကုံကိုတတိကျွန်းစားအေးဆေးထန်နေတဲ့ရသေးလေးစီအမောတော်ပြေးလာသူကမနေ့ကတကားကြီးနဲ့တကမာကြီးအိမ်မထဲမှာငကားတွေမကြာခဏမရတဲ့ဒေါ်စိမီတယောက် သေဖို့ limiting လေးအလိုတပိတော်မှားပါပြီဗျာတီးခံခွင့်လွတ်တော်မူပါတပိတော်ဘာရဲ့သေကိုစိတ်နဲ့ပြမှားမိပါလေတပိတော်အသက်ကိုကဲတင်ပေးတဲ့အတွက်ဘလို့ကျေးဇူးစိတ်ရမှန်တော်မသိပါဘူးဗျာဘာရဲ့သေကိုဥခတ်ရင်မျက်ရည်ဆက်လက်နဲ့တောင်းပန်ရှောက်ထမ်းနေတဲ့ဒကမာကြီးကိုဘာရဲ့သေကခွင့်လွတ်ပါတယ်ဒကမာကြီးသူတော်ကောင်းအကျင့်ကျင့်နေတဲ့သူဟာဒေါသကိုအဓိကထိမ့်သိမ်းရတာပါ ဒကမာကြီးပေါ်ကျုပ်မေတ္တာမပြတ်ပါဘူးမိခင်တယောက်အမားတယောက်လိုသဘောထားပါလေဒကမာကြီးအတွက်လှုပ်ရှားရှိပါသေးတယ်အမေရှိပါဗျာဘာရသိစကားမျိုးဝင်မကြနားထောင်ပါမယ်ဇနီးတဲ့အိမ်မကိုကြားသိပြီဖြစ်တဲ့အတွက်ဒကာကြီးတဲ့ကျေးဇူးတင်ဝမ်းမြောက်တဲ့အမူအရာနဲ့အချင်းချင်းရှိခိုးရင်းနဲ့ဘာရသိစကားတည်ထောင်မှတ်သားနေပါလေ ရတရားဆိုတာဖျားရှင်မပွင့်ခင်ကလေးကရှိနေတာသူ့နေရာနဲ့သူ့အုံးချတရင်အင်မတန်ကြိုးရှိတယ်။လော့ဂီဆိုတာတွေ့ရမှာမဟုတ်တလို့ပယ်ရမှာလည်းမဟုတ်ဘူး။ဖျားရှင်အောင်ပညတ်ကိုပယ်တော့မဟုတ်ဘူး။သူ့နေရာမှာသူ့ပြင်ပဲ။တက္ကမကြီးတင်းမောနေတဲ့နေရာသွားတက္ကမကြီးရဲ့သပင်ခြေသေးလက်သေးအင်ကြီးထမင်ဝတ်ထားတဲ့ဂျုံရုပ်တရုပ်ရေထဲပစ်ချလိုက်ပြီးတာနဲ့ငကဇက်တွေအတွက် န်တာဆွတ်ထားတဲ့နွားနို့တစ်ခွက်ပေါက်ပေါက်ဆုပ်သုံးစုံနှကားစာကျွေလိုက်တက္ကမကြီးကိုတိုင်လဲကိုးပါသီလာထိန်ကိုရဲ့တိတိပြောရမယ်တက်တက်လွတ်နဲ့ဖះရှင်ကိုတတိယချံပန်းမပြတ်ကဒါဆိုတက္ကမကြီးတို့စိတ်ချရပါပြီဒါနဲ့ပဲအဲ့ဒီတထေးတက္ကာလီဇနီးမောင်နှံကဘိုင်းအသိကိုကျေးဇူးတင်လို့လို့ဆိုပြီးတော့ငွေဆက်ကိုအပေါင်းလိုက်ကြည့်လို့ပါလေဘိုင်းအသိကတိခန့်တက္ကာကျုပ်ဓာရီလက်မခံဘူးကျုပ်ကိုလူမဲ့စား စာသင်တိုက်ကဟန်းတောင်နေတယ်မရှိနွမ်းပါသူတွေကိုလှူပေးကျုပ်ဖျားထိတင်เสียရှိလို့သွားပါတော့မယ်ဆိုပြီးထွက်သွားပါတယ်တကားကြီးကသွားလိုတဲ့နေရာကိုသူ့ကိုပိုင်ကားနဲ့တော့လိုက်ပို့ပြရစီဖျားဆိုတာတနေငင်းပဲပြီးမဟာစီဒီကနေတကုံရှင်စီဒီတော်မြတ်ကိုဥခိုက်ဖို့ဘိုင်ယသေးတယောက်ထွက်ခွာလာခဲ့ပါတယ်ဘကိုးကနေမော်တော်ကားလမ်းတိုင်းတစ်ဖြည်းဖြည်းရှောက်ထန်းလာရင်တနေရာရောက်စိတ်ထဲမှာရှေးကလူတွေနဲ့လိုက်သွားတော်ဖျား တောင်ဖျားပဲမဲ့အထင်မသေးနဲ့ ကယ်ရောက်မှာအများကြီးရယ်ဘယ်သူလာပြောပါလဲအဲ့လိုပေါ်ဒါနဲ့လူအုပ်ရဲ့နောက်ကနေအသားလေးကပ်လိုက်သွားပါလိမ့်တောဇန်နာကရွာလေးတွေ့ရပါယာနီးချုံဆက်ကပြိတ်သက်တွေနဲ့စီစီကားကားရှမ်းဦးစီတွေလည်းပါလိမ့်ရယ်ဖျားထီတော့တဲဆောင်မဲ့လမ်းကိုရာဇမတ်တွေကားလို့တစုံတစ်ယောက်ကိုစောင့်နေဟဲ့တူပါလိမ့်ဘယ်သူစောင့်နေတာလဲဘိုင်းရဲသေးလေတောင်းတောင်းအင်းကြည့်ရင်တော့ဝင်လာလိုက်တော့လူတစုကကြပြားကြပြေးထွက်လာပြီးဘိုင်းရဲသေးလာပြီးဘိုင်းရဲသေးလာပြီးထီးနေတော့မဲ့ဟဲ့တယ် အော်ငါ့ကိုထိတင်မှုစောင့်နေကြပါလားလို့အဲ့ဒီခါမှတည်ပါပါလေ။ဒါနဲ့ညံပေါ်တဲ့နေရာယူအစင်းစင်းထိတင်လက်ထဲကစိန်ဘူးတော်ကိုစိုက်ထူဖို့ပြင်တဲ့အချိန်မှာလက်ထဲကစိန်ဘူးတော်ကိုမမြင်ရတဲ့အရာတွေကလူနေသလိုခါနေပါလေ။ဘာဖြစ်လို့လဲ။တေချာအယုံဆက်ကြည့်တော့တပိတော်ကိုလည်းပေးပါတပိတော်တို့ကိုလည်းကုသိုလ်ယူပြစေကျွတ်ချင်လွတ်ချင်လို့ပါဆိုတော့ငိုသံနေနဲ့တောင်းပန်တဲ့တန်နေ ကောင်းပြီဖះထီးတင်ပြီးတာနဲ့ကောင်းမှုတွေအားလုံးအမျှပေးပေးမယ်ဟုတ်လားစိန်ဖုံးတော်ကိုလွှတ်လိုက်ကြတော့စိန်မှုတော်ကလူပြင်းချိန်မှာအနီးနားကဝင်းနေရတွေပါဝင်မကျွတ်မလွတ်တဲ့သူတွေ30ပုံကျင်းလည်နေတဲ့ဒုက္ခိတဒုက္ခိတမှန်သမျှဤကုသူကိုအမျှဝေတယ်ဆိုပြီးတော့အမျှဝေလိုက်တော့ပါရုခေါ်တန်ဟာတောတောင်နှံဟိမ့်ထွက်သွားမတတ်ပါပဲဒါနဲ့ဘာရသိဟာကိစ္စပြီးမြောင်းလို့ငကူမူလရည်စူရာ လေးစုတပ်ပုံရွှေတဂုံစီရီတော်မြတ်ကြီးကိုတဖြည်းဖြည်းနဲ့ရှောက်လာလိုက်ပါလေရွှေတောင်ကြီးမိုးမောက်သလိုဘဲချင်းဖူးဖူးဖူးလို့မဝဒါနဲ့ပဲခြေတော်ရင်းမှာဝဆင်းပြီးဥခိုက်လိုက်ရင်တပည့်တော်တန်တရားဝဆင်းရက်ကလွတ်ချင်လာပါပြီရှင်မြတ်ဖေဟာအင်္ဂါတော့ကညောင်မင်းကြီးတန်တန်းလည်းဘလောက်ရှိလဲမသိပါဘူးအိုးမိုးမိုးနဲ့ညောင်မင်းအောက်မှာတရားထိုင်နေသူပတိစိတ်နေသူတွေအနှဲငယ်ရှိပါလေသူ့လို့သူ့လို့နေတာပေါ့လေလူရှင်တဲ့နေရာမှာဘာရသေးလဲငါလည်းလွတ်လွတ်ကမဲလို့အသာထိုင် ဖျားကိုအာယုံပြုအိတ်ထဲကပတိထုတ်လိုက်ခြင်းဟဲမောင်အောင်မြတ်ပါလားယသိဝင်နေတာကိုဖြစ်မဖြစ်ရလဲမောင်အောင်မြတ်ရဲ့နေထွက်သွားပြီးကြတဲ့ကလည်းအိမ်လဲတစ်ခေါက်မှပြန်မလားမင်းနဲ့နေနိုင်တာကွယ်ရုတ်တရက်ကြီးတော့တလန်းတဲ့နေအတော်သားချင်းလိုရင်းနှီးတဲ့အမျိုးသမီးကြီးပဲကဲငါတို့နဲ့အိမ်ပြန်လိုက်ခဲ့မင်းဘာတရင်မှမကြောက်ဘူးလားမင်းမေဆုံးပြီးဟဲ့မောင်အောင်မြတ်ရဲ့အမလီတက်တဲ့ဆင်တဲ့တော်ပါသည်ရဲ့ဒီမှာတွေ့လို့ အမေဆုံးကြီးဟုတ်လားရုတ်တရက်ကြားလိုက်တဲ့စကားကြောင့်ယသိန်လေးဟာပုဂ္ဂုစဉ်ဖြစ်လင်ကစားဘလို့မှစိတ်မထိန်နိုင်တော့ပဲငယ်ရိတ်ပေါ်မိုးချိုးထိလိုက်သလိုမျက်လုံးအိမ်ထဲကမျက်ရည်ပေါ်တွေတလိမ့်လိမ့်ကျလာပါတော့တယ်သဘောဖြူတဲ့အမေဘာလို့လို့ဘယ်ခါမှ ပြစ်မတင်တဲ့အမေခီးသွားကန်ဒီကတော်တော့ကငါသားလေးကျမ်းမာပါစေချမ်းသာပါစေခလုံးမထိစူးမကြီးပါစေနဲ့ဆိုပြီးမျက်ရည်ဆန်းဆန်းနဲ့ဆူတောင်းပေးခဲ့တဲ့အမေ ခုတော့တောင်းကိုခွဲသွားပြီလားမေမေရဲ့တင်ခါရတရားသဘောကိုတော့မဆင်ကျင်နိုင်ပဲတတိလလွတ်ငှက်တောင်ကျွတ်လို့ဝမ်းနဲ့ပူဆွေးလာပါလေဒါနဲ့ပဲအိမ်ပြန်ရောက်တော့အမေစာပနမြေမချသေးပါဘူးအမေခြေပွားနှစ်ဖက်မျက်နှာနဲ့အပ်ပြီးမောင်အောင်တယောက်တစ်ချက်ဆိုင်ကိုမိပါလေမောင်အောင်ကိုကြည့်ပြီးအတုပရှုသူတွေပါမျက်ရည်မစင်နိုင်ပါဘူး အမေဇာပနာကိစ္စအဝဝပြီးတဲ့နောက်ညထူးခြားတဲ့အိမ်မက်မြင်မှာပါတယ်မအောင်ဟာဒီပကန်းတစ်ဖက်မှာဝိဇာအရှင်မြတ်တွေကြားရင်စည်းတန်တဲ့ချောင်းဟိုဘက်ကိုဘလို့ကူးရမလဲအကျန်ခတ်နေကြုံတိမ်တိုက်ကြီးခြားတဲ့ကောင်မြင်းဖြူကြီးတကောင် ရုတ်တရက်ပေါ်ထွက်လာပြီးမောင်အောင်ရှိရာဦးတည်ပြန်တန်းလာပါတယ်ဒါပေမဲ့မြင်းဖြူကြီးဟာမောင်အောင်အနာရောက်ခန်ဒီမှာရုတ်တရက်တစ်ဖက်ကိုလှည့် ပြန်တက်သွားသလိုဝိဇာအရှင်မြတ်ရဲ့မြင်ကွင်းကလည်းကြည်နေရင်းနဲ့တဖြည်းဖြည်းမှုန်ဝါပျောက်ွယ်သွားပါလေ။အော်ငါမပြီရသေးလေးရွာပြန်မခေါက်နဲ့ဆိုပြီးဆရာတော်အတန်တန်မှားလိုက်ရဲ့သားနဲ့ငါကတိသစ္စာ ပြတ်ခဲ့ပြီ။ခွန့်လို့ပါဆရာတော်တပည့်တော်ရဲ့မိခင်ဖြစ်နေလို့တပည့်တော်ဘလို့မှ မတက်နိုင်သတိလလုံးမိခဲ့တယ်။ခွန့်လို့ပေပါဝိဇာအရှင်မြတ်ဖျားတော် ယူကျုံးမရစိတ်နဲ့ခွတ်လို့ဖို့ရှစ်ခိုးတောင်းပန်ရင် လွယ်နေကြလွယ်ထဲမှာဆရာတော်ကြီးရဲ့လက်ဝါးရပိတ်ဖြူစာရှာကြည့်တော့ပိတ်ဖြူစာလည်းပျောက်ချင်းမလားပျောက်သွားပါလေမောင်အောင်ဟာတော်တော်လေးကိုခံစားလိုက်ရပါလေကိုစိတ်ပူဆွေးနှိုးငယ်ဝမ်းနေရတယ်တောကတွေကလည်းရင်မာပူလို့ဒါနဲ့တနေ့တခြားပိန်ချုံးလာတဲ့မောင်အောင်တယောက်ဟာ နောင်နာတွေရင်ဝယ်ပိုက်ဘာလို့လို့လောက်ကမမ်းမသိဖြေစီရမဲ့ဖြစ်နေခဲ့ပါတယ်လူလျောင်မြန်လောကမှာဓမ္မအရေးဟာအလွန်အေးတယ်ဖြစ်ပြီးသားတွေလည်းမေးပြောက်ပလိုက်တော့အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့တဲ့ဘုရားဟောခဲ့တယ်မလားလူလေး9ရက်ဖြစ်ဖြစ်တလားတော့ဖြစ်ဖြစ်ရင်ဟန်ပေါင်တက်စေခြင်းနဲ့သာသနာ့ဘောင်မှာမပြောတော့လဲပြန်ထွက်ပေါ်ကွယ်အဖေရဲ့ဆုံးမမှုကြောင့်မောင်တယောက်တောကတွေပြေလို့ပညာ ယဟန်ဘောင်ကိုတက်ရောက်ခဲ့ပါတယ်။သူ့ရဲ့ယသိဘွားကတော့နှိတ်ထန်တေးသွားပါတယ်။အော်လောကမှာဘယ်ယာမှမမြဲပါလား။ငါလည်းဒီနေ့သိရမှမို့ရလာတဲ့ယဟန်ဘွားတန်ဖိုးရှိရှိတုံးချပြီ။တန်စရာဝဆင်းရဲကကြွအောင်ငါတတိပဌံတရားပဲအားထုတ်တော့မယ်။မအောင်မြတ်တဲ့ဖြစ်လေယဟန်တော်ဥဒရာဟာတောကဒီဖြစ်ဖြောက်ဖို့သာသနာပေါ်တရားကနေမထွက်တော့ပဲ ခမဲတော်ကိုခွင့်ပန်ပြီးတထုံမြို့တောတန်းတနေရာမှာတောရစောက်တီကစစ်မှန်တဲ့အင်းညာရှာဖွေရင်းအသက်60မှာပြည်နှံတော်မူသွားပြီလို့သိရပါတယ်။ဒါကတော့အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းရင်းတစ်ခုကိုတင်ဆက်ပေးတာပါ။နောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။